ခြင်းဆင်းရဲခြင်းကိုဖန်တီးတဲ့အရာလို့နားလည်လားဟုတ်လားအဲ့လိုနားလည်မရှင်ဘုန်းတို့မကောင်းတဲ့စိတ်စီရင်တာတွေထားရဲမလားအကယ်၍ဖြစ်ပေါ်အောင်တောင်ဖြစ်ကြောမရှိဘူးတွေးမိတာနဲ့အော်ငါ့ကောင်ကဆင်းရဲအောင်လုပ်လို့မရဘူးဆိုတော့လာမယ်နော်ဟုတ်တယ်မဟုတ်လားကောင်းတဲ့စီရင်တာတွေထားဖို့အတွက်ဘုန်းတို့အများကြီးလမ်းပွင့်သွားတယ်နော်ငါ့ကောင်ကအာဟုအာခရာပြုပါအာဟုအာရာရှိဖို့အတွက်ငါကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ကောင်းတဲ့စိတ်ထားတွေဖြစ်အောင်ဘုန်းတို့အများကြီးကြိုးစားကြမှာတော့အရေးပါတယ်နော် ဒါကြောင့်ကမ္မနိယာမဆိုတဲ့ပထမအမှန်တရားဒါကိုသိရင် အောင်မြင်မှုရမယ်နော်ဘယ်အဆင့်ရမလို့ဆိုတော့အကုသိုလ်ကံနည်းမယ်ကုသိုလ်ကံများမယ်အောင်မြင်မှုကအဲ့လိုသွားတာအကုသိုလ်ကံနည်းရင်သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ဆင်းရဲနည်းတယ်ကုသိုလ်ကံများရင်သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခများတယ်ဒီလိုသွားတာတစ္ဆာကိုသိတာနဲ့အောင်မြင်မှုဘယ်လိုရသွားတယ်လဲဆိုတာသူ့အဆင့်နဲ့သူနားလည်ရမယ်နော်နောက်ဒုတိယဆင့်ဒုတိယတစ္ဆာကဘာလဲဆိုတော့ ဒီသဘာဝလောကကြီးထဲမှာပုဂ္ဂိုလ်တ attva ဆိုတာတကယ်ရှိတာမဟုတ်ဘူးဖောက်ပြန်မှုအစုအဝေးကြီးအစုအဝေးကိုခန္ဓာလို့ခေါ်တယ်ဖောက်ပြန်မှုကိုယုတ်လို့ခေါ်တယ်ယုတ်ခန္ဓာရူပဲခန္ဓာဟုတ်လားယုတ်အစုအဝေးကြီးရှိဖောက်ပြန်နေတယ်သူကကုပူရင်တစ်မျိုးအေးရင်တစ်မျိုးเนาะအနေအထားတစ်မျိုးထဲမှာမရက်တည်နိုင်မှုဒီယုတ်ပိုင်းဆိုင်ရာအစုအဝေးကြီးကဒါရင်လားဆိုတော့မဟုတ်ဘူးဒီယုတ်ပိုင်းဆိုင်ရာအစုအဝေးကြီးကိုအမိပြုတ်ပြီးတော့ဖြစ်နေတဲ့ နံတရားလို့ဆိုတဲ့เนาะခံစားမှုဘာဘာညာညာမှတ်ထင်မှု ဟုတ်လားအကောင်းဆုံးအမျိုးမျိုးတုံ့ပြန်မှုတိမှုလို့ဆိုတဲ့ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့နံခန္ဓာနံအစုဝေ၄မျိုးခန္ဓာ၅ပါးပေါ့နော်စုလိုက်လို့ရှိရင်ပါတော့ရုပ်ရဲ့နံရဲ့ဒါပဲတကယ်ဖြစ်နေတာပုဂ္ဂိုလ်တ attva တကယ်မရှိဘူးဟုတ်လားချစ်သူမုန်းသူတကယ်မရှိဘူးယောက်ျားမိန်းမတကယ်မရှိဘူးကြီးသူငယ်သူတကယ်မရှိဘူး ုတ်လားတကယ်ဖြစ်နေတာဘာတုံးဆိုတော့ယုံတဲ့နာမည်ဖြစ်ပေါ်နေတာအဲ့ဒါအမှန်တရားကြီးပဲအဲ့ဒါသူနည်းနည်းမြင့်သွားပြီနော်အဲ့ဒီအမှန်တရားကိုသိရင်နာမရူပပရိစ္ဆေဒဉာဏ်ကိုရတယ်လို့ခေါ်တယ်ဟုတ်လားဒါဘုံဘုံတို့ဒီကိုသိအောင်လုပ်ရမယ်သိရသိရမယ်အမှန်တရားကဘာလဲဆိုတော့ဒီဖြစ်ပေါ်နေတဲ့ယုံ nant သဘောင်ဝတွေဟာဘယ်ဟာကဖြန့်စင်လို့မှဖြစ်နေတာမဟုတ်နော်သူကသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘောင်ဝ ရှိရှိယုံ nant ကိုအကြောင်းခံပြီးတော့နောက်နောက်ယုံ nant တွေဆင်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့သဘောပဲတကယ်ကဟုတ်လားအဲ့ဒါလည်းပါတော့အမှန်တရားကြီးပဲအဲ့ဒီအမှန်တရားကိုသိရင်ဘာညာကိုရတယ်ခေါ်မလို့ပိစီယပရိကဟညာဟုတ်ပြီနော်ကမ္မတကတာညာနာမရူပပရိစီရာညာပိစီယပရိကဟညာဟုတ်ပြီအဲ့ဒီလိုအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီယုတ်ဒီ nant ဒီသဘာဝတရားတွေဟာ အနိစ္စဒုက္ခအနတ္တမျှတာဖြစ်တယ်လို့သိရင်ဒါဝိပဿနာညာအဲ့ဒါ၄ခုမြောက်သိရမယ်အမှန်တရားအနိစ္စဒုက္ခအနတ္တဟုတ်လားအနိစ္စဆိုတာဘာလို့အမြဲတမ်းပြီးဆုံးလိုက်နေတဲ့သဘောကိုပြောတာရတန်လို့မရဘူးတားထားလို့လည်းမရဘူးထိန်းလို့လည်းမရဘူးသိမ်းလို့လည်းမရထိန်းသိမ်းနေဆိုနော်ထိန်းထားတယ်ဆိုတာဒီလိုလေးမဖြစ်အောင်တော်တော်လေးထိန်းထားသမ်းဟုတ်လားထိန်းထား သိမ်းနေဆိုတာဘာလို့ အဘီယူတဲ့ထည့်ထားလိုက်တိတ္တရဲထည့်ထားလိုက်လိုကြီးထောင်းနဲ့ထည့်ထားလိုက်ယုံနံကိုအဲ့လိုထိမ့်ထားတိမ့်ထားလို့မရဘူးယုံနံဖြစ်တာနဲ့မရှိတော့နောက်တစ်ထပ်ဖြစ်တယ်အဲ့ဒီဖြစ်လာတာမရှိတော့ကိုဖုံးဖုံးရဲ့အတန်ကိုပဲသတိလေးထားကြည့်လိုက်ပို့ပို့ပျောက်ပျောက်ပဲသူကသွားတယ်ထပ်ထပ်ဖြစ်နေတာပဲရှိနော်ခုနလေးဖြစ်ခဲ့တာမရှိတော့ဘူးဒီလိုသွားနေတာယုံနံဟုတ်လားအဲ့ဒါပါတော့ယုံနံတို့ရဲ့လက္ခဏာအိဆာလက္ခဏာခေါ်တာပေါ့ အဲ့လိုယုံနာအမြဲတမ်းပျောက်ပြက်လိုက်နေတဲ့အတွက်ကြောင့်သူဒီကောင်းမွန်တဲ့သဘာဝမဟုတ်ဘူးဆိုတာအဲ့ဒါဒုက္ခလက္ခဏာကိုပြောတာအဲ့လိုအနိစ္စဖြစ်တာဒုက္ခဖြစ်တာကိုအနိစ္စမဖြစ်အောင်နော်ဒုက္ခမဖြစ်အောင်ဘယ်သူမှမလုံနိုင်ဘုံဘုံရဲ့စိတ်ဆန္ဒကဒီတိုင်းဒီတိုင်းလေးရက်တည်နေခြင်းနဲ့အဲ့ဒီဆန္ဒလုံးဝမပြည့်ဘူးရယုံနာဒီတိုင်းဒီတိုင်းရက်ကိုမရက်ဘူးဟုတ်လားဘုံဘုံရဲ့စိတ်ဆန္ဒကဘာလေးဖြစ်ရင်ကောင်းမယ်တင်ညာလေးဖြစ်ရင်ကောင်းမယ်တင် ရုပ်နာမှာအဲ့ဒီသဘောကပါမလာဘူး။ဘာဖြစ်ဖြစ်သူကပြီးသွားတဲ့အတွက်ကြောင့်တကယ်ကျင့်နဲ့ဖွယ်ရာအရာတွေမဟုတ်ဘူး။ဟုတ်လား။အဲ့တော့အနိစ္စဖြစ်တာဒုက္ခဖြစ်တာကိုအနိစ္စမဖြစ်အောင်ဒုက္ခမဖြစ်အောင်ဘုဖုံတို့ရဲ့စိတ်ဆန္ဒကဒီရုပ်နာရဲ့အပေါ်မှာဘာမှမလွှမ်းမိုးနိုင်ဘူး။ဘာမှဖြစ်အောင်လည်းမဖန်တီးနိုင်ဘူး။အဲ့ဒါကိုအနတ္တလို့ခေါ်တယ်။သဘောပေါက်ရလား။အဲ့ဒီအနိစ္စဒုက္ခအနတ္တကိုမြင်သစ္စာတရားရဲ့စတုထမြောက် level ကိုဘုဖုံတို့သိတယ်လို့ပြောရအောင်။ဟုတ်လား။ ကံကံရဲ့အကျိုးကိုသိတယ်ပုဂ္ဂိုလ်တ ত্ত্ব မရှိယုံနာမဲ့ဖြစ်နေတာလို့သိတယ်ဖြန့်စင်းလို့ဖြစ်နေတာမို့အကြောင်းမဲ့ဖြစ်နေတာမို့အကြောင်းအကျိုးသဘောလို့သိတယ်အနိစ္စဒုက္ခအနတ္တလို့သိတယ်ဟုတ်ပြီနော်အဲ့လို့ဆိုရင်နောက်ဆုံးအမြင့်မားဆုံးအနစ်ဆိုင်ဆုံးအမှန်တရားကဘာလဲဆိုတော့တစ္ဆာ၄ပါးမနက်ကအဲ့ဒါကိုပြောခဲ့တယ်ဖေဖေဟုတ်လားတစ္ဆာ၄ပါးအကြံဉာဏ်လေးပဲပြောပါမယ်ဘဝမှန်ရင်ဘလို့ဖြစ်ချင်းမျိုးပဲဖြစ်ဖြစ်ဘလို့ဖြစ်နေတဲ့ဘဝပဲဖြစ်ဖြစ် ဘဝမှန်ရင်ဆင်းရဲခြင်းပဲဒါအမှန်တရားပဲဒီအမှန်တရားကိုငွေကြီးနဲ့လည်းပဲကာကွယ်ပြောင်းလဲလို့မရဟုတ်လားအဲတခြားတခြားဘေးရာနဲ့မှကာကွယ်ပြောင်းလဲလို့မရဘူးဘုရားတော်ဘုမောကခေါင်းထဲမှာပေါ်တဲ့အကြောင်းအရာလေးတွေဥမာနေနဲ့ပြောတာရှိတယ်ဆွေးရမယ်ဆိုဘုဖုံတို့အလွန်ယုံရှာဆက်စုပ်ဖွဲ့ကောင်းတဲ့အနတ်မကောင်းတဲ့မစင်ကျင်ကြီးကိုနော်အဲရှွန့်နေပါနဲ့နည်းနည်းရောပြီးတော့သူ့ကိုလူယုတ်ကလေးတွေလှုပ်ထား ပြီးရင်ပတိလေးပါလေးကင်ဆေးရောင်စုံလေးတုတ်ထားမယ်เนาะကြည်လိုက်ရင်တော့လူလေးတွေပုံစံအမျိုးမျိုးအယောင်မျိုးမျိုးနဲ့ဟုတ်လားဘာပဲမတူတာလဲဆိုတော့အယောင်နဲ့ပုံတရံမဲမတူတာတကယ်အထေအထေတရအမာကန်ကဘာနဲ့တီဆောက်တာတော့မစင်နဲ့တီဆောက်တာဘောကလည်းအဲ့ဒီတိုင်းပဲလူဆိုတဲ့အယောင်ဖြစ်ခြင်းဖြစ်မယ်နတ်ဆိုတဲ့အယောင်ဖြစ်ရင်ဖြစ်မယ်မြမဆိုတဲ့အယောင်ဖြစ်ရင်ဖြစ်မယ်လူမှလည်းအယောင်မျိုးမျိုးရှိနိုင်အောင်မယ်ပေါ့နော် ပရိစ္ဆန်ဆိုတဲ့အကြောင်းလည်းဖြစ်ရင်ဖြစ်မယ်ပြိတ္တာဆိုတဲ့အကြောင်းလည်းဖြစ်မယ်သို့တော့တေရတာကသူကဘာနဲ့တိဆောက်လဲဆိုရုံဏနဲ့ပဲတိဆောက်ထားတာမမြင်တဲ့အရာနဲ့ပဲတိဆောက်ထားတဲ့အတွက်ကြောင့်တကယ်ကျင့်တဲ့ဖွေရအရာတွေမဟုတ်ဘူးဆိုတဲ့ဒီသဘောကိုပြောတာဟုတ်လားဒါကြောင့်ဘဝဟာဒုက္ခသစ္စာမျှတာဖြစ်တယ်ဆိုတာနံပါတ်1အမှန်တရားဟုတ်လားအဲ့ဒီဒုက္ခသစ္စာဘဝဟာဘာကြောင့်ဖြစ်လဲဆိုရင်ဒုက္ခဖြစ်နေတဲ့ဘဝကိုဒုက္ခဖြစ်မှမသိတဲ့အတွက်ကြောင့်သူ့ပေါ်မှာလိုချင်မိတယ်မမောမိတယ်လို့ဆိုတဲ့ တဏှာလောဘဖြစ်လာရတယ်အဲ့ဒီတဏှာလောဘသီးပင်လေးဘဝဒုက္ခကိုထပ်ပြီးတော့ဖြစ်စေတဲ့အရာပဲဒုက္ခသမုဒိယသစ္စာနံပါတ်1အမှန်တရားဆိုအဲ့ဒါလောဘသည်ဒုက္ခကိုဖန်တီးတဲ့အရာဒါအမှန်တရားเนาะလောဘချုပ်ငြိမ်းရင်ဒုက္ခချုပ်ငြိမ်းမယ်ဒါလည်းအမှန်တရားလောဘချုပ်ငြိမ်းပြီးတော့ဒုက္ခချုပ်ငြိမ်းတဲ့အနေအထားကိုရောက်ဖို့အတွက်အမြင်မှန်တမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ရှင်ပါးကိုပွားများရတယ်အဲ့ဒီမဂ်ရှင်ပါးဆိုသောလမ်းသည်အငြိမ့်တဲ့နိဗ္ဗာန်စီကို ိုက်ကိုစိုက်သွားစီမဲ့ရောက်ကို ရောက်သွားစီမဲ့လမ်းမဲ့အဲ့ဒါလေအမှန်တရားလေးခုမြောက်အမှန်တရားအမှန်တရားကြီးမနေချက်တော့လေးချက်ပဲနော်ငါးခုမြောက်အမှန်တရားကိုပြောနေတာနော်ကံကံရဲ့ကျိုးကိုတည်တယ်ယုံနာမဲ့ရှိတာလို့တည်တယ်ပုဂ္ဂိုလ်တ ত্ত্ব ဝါမရှိဘူးပေါ့နော်ပြီးတော့ဗာလဲဖန်ဆင်းလို့အကြောင်းမဲ့ဖြစ်နေတာလည်းမဟုတ်ဖန်ဆင်းလို့ဖြစ်နေတာလို့အကြောင်းအကျိုးသဘောလို့တည်တယ်အိဋ္ဌဒုက္ခအနတ္တလို့တည်တယ်အခုငါးခုမြောက်အရှင်းချက်တော့ဘာတည်တာလို့သစ္စာလေးပါးကိုတည်အဲ့ဒီသစ္စာလေးပါးကြတော့သူက အမှန်တရားကဘယ်လိုပြောရမှာလဲဆိုတော့အဆုံးစွန်အမှန်တရားလို့ပြောကြပါစို့သူ့ကိုတိသွားပြီဆိုလို့ရှိရင်တိတဲ့လူရဲ့စိတ်ဟာလုံးဝဖြူရှင်တန်ရှင်းသွားအစဉ်စဉ်လုံးဝဖြူရှင်တန်ရှင်းသွားပထမအစဉ်သောတပတိမဉ္ဇဉ်နဲ့တိမယ်ဆိုလို့ရှိရင်တော့နတ္တကာယဒိဋ္ဌိလို့ဆိုတဲ့ယုံနံပုံမှာပုဂ္ဂိုလ်တ attva လို့ထင်မှားနေတဲ့အညစ်သေးဆုံးအညစ်အကြေးကိုပြောင်းရှင်အောင်စီကြောနိုင် ဲ့ဒီစေချောချင်းရဲ့ရလက်ကဘာလဲဆိုတော့သူ့ရဲ့အနာဂတ်မှာအပယ်ဆိုတာမရှိဘူး။သူနဲ့အနာဂတ်နဲ့လုံးဝဇေယျပြတ်သွား။သူနဲ့အပယ်နဲ့ဟာလုံးဝဇေယျပြတ်သွား။ဟော။အောင်မြင်မှုရတယ်ဆိုတာအဲ့ဒါကိုပြောတာနော်။ဒါအဆုံးစွန်အောင်မြင်မှုအမြင့်မားဆုံးအောင်မြင်မှုကအဲ့ဒါပဲ။နော်။ဘာကြောင့်တတ္တဝါတူဦးတယောက်ဒီသူ့ရဲ့အနာဂတ်မှာမကောင်းတာတွေဘာမှမဖြစ်တော့တဲ့အနေထား၊တေချာရည်ရတဲ့အနေထားကိုရောက်သွားတာလေသူ့ရဲ့အောင်မြင်မှုကဘာကြောင့်အဲ့လိုကြီးသွားတာလဲဆိုရင်သစ္စာကို ဆုံးစွန်သိသွားလို့ဟုတ်လားသူရှိကသစ္စာအမှန်တရားလေးတွေကလည်းသိရင်သိသလောက်အောင်မြင်မှုကလည်းအနိမ့်အမြင့်အမျိုးမျိုးရှိနေတယ်ကံကံရဲ့အကျိုးကိုသိရင်ရရှိတဲ့အောင်မြင်မှုကတစ်မျိုးရုံနာမဲ့ဖြစ်နေတာပုဂ္ဂိုလ်တ attva ရှိတာမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုသိရင်ရရှိမဲ့အောင်မြင်မှုကတစ်မျိုးဟုတ်လားအကြောင်းအကျိုးဆိုတဲ့အမှန်တရားကိုသိရင်ရရှိမဲ့အောင်မြင်မှုကတစ်မျိုးအနိစ္စဒုက္ခအနတ္တကိုသိရင်ရရှိမဲ့အောင်မြင်မှုကတစ်မျိုးအခုဘုန်းဘုန်းကအမြင့်ဆုံးကိုပြောတာနော်သစ္စာလေးပါးကိုတကယ်သိရင်ရရှိမဲ့အောင်မြင်မှုက ဘယ်သောခါကာလမှပြန်လဲကြရှုံရင်းမရှိတဲ့အောင်မြင်မှုဟုတ်ရလားအဲ့ဒီလိုအောင်မြင်မှုမျိုးတွေကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတစ်ခုရှိတဲ့ယောသဟတံတဟတေနသင်္ကာမေမာနုတိစီနေဧကင်စဇေယမတ္တာနတဝေသင်္ကာမဇုတ်တမောလူတစ်ယောက်ကစွန့်ရည်တတိကြီးမာလွန်လို့ရန်သူတသန်းကိုသူတယောက်ထဲနဲ့အနိုင်ခြေမုံးပြစ်လိုက်နိုင်တော်လိုက်တာနော် ဒါပေမဲ့လူတစ်ယောက်ကတော့အဲ့ဒီလိုအောင်မြင်မှုမျိုးမရဘူး။သို့တော့သူ့စိတ်ကိုသူတစ်ချိန်တစ်ခါမြအနိုင်ရလိုက်တယ်။ဟုတ်လား။အေကင်စဇေယမတ္တန်တစ်ချိန်လောက်ကိုကိုကိုအနိုင်ရတယ်။တစ်ချိန်လောက်ကိုကိုကိုအနိုင်ရတယ်ဆိုတာအကုသိုလ်မဖြစ်အောင်လှုပ်လိုက်နိုင်တာ။တနည်းအားဖြင့်ကုသိုလ်ဖြစ်အောင်လှုပ်လိုက်နိုင်တာ။အဲ့ဒါဟာကိုကိုကိုအနိုင်ရ။ဆိုရမှာဆိုကုသိုလ်ဖြစ်နေတဲ့အချိန်ဟာကိုကိုကိုအနိုင်ရတဲ့အချိန်။ကိုယ့်ရဲ့ပင်ကိုယ်သဘောက ကုသိုလ်မှာမပျော်ဘူးစိတ်ရဲ့သဘောကတမင်လုံးယူရတာသကုသိုလ်လေးရလိုက်တာအောင်မြင်မှုရတာတကယ်ကနောက်တစ်ခုကအကုသိုလ်ရှောင်နိုင်တာလည်းပဲအောင်မြင်မှုရတာသူလှုပ်ချင်တာယူကိုကလှုပ်ခွင့်မပေးဘူးမင်းလှုပ်မင်းမဆင်းရဲမှာမလုံနဲ့ဆိုတာမျိုးကုသိုလ်ကြတော့မင်းလှုပ်မင်းလှုပ်ရင်မင်းချမ်းသာမယ်ဆိုတဲ့သဘောမျိုးနဲ့သူကသွားတပုံးတို့အကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်လုံနိုင်ခြင်းတည်တကယ်တမ်းကဘာလို့ကိုကိုကိုအနိုင်ရတာ အဲ့ဒါမြတ်စွာဘုရားကိုကိုကိုအဲ့လိုတစ်ချိန်လုံးမြန်နိုင်မယ်ဆိုရင်တောင်ရန်သူတသန်းကိုအနိုင်ရတဲ့လူထက်သူ့ရဲ့အောင်မြင်မှုသူ့ရဲ့အနိုင်ရမှုကပုံမှုပြီးတော့မျက်နှိုးပေါ်ရရှိတယ်။တဝေသင်္ကာမသုတ်တမောတဲ့။အောင်မြင်မှုထဲမှာအဲ့ဒီအောင်မြင်မှုကအကြီးဆုံးလို့ပြောတယ်။ဘုရားကိုအောင်မြင်တာတော့ကိုကိုကိုအောင်မြင်တာ။အဲ့တော့ဘုံဘုံတို့ကကိုကိုကိုအောင်မြင်ခြင်းနဲ့ဆိုရင်အမှန်တရားကိုမြင်အောင်ကြည့်ရမယ်။အခြေခံအပြင်ဘာကိုမြင်ရမလဲ။စေတနာရဲ့စွမ်းရည်တက်တီကိုမြင်ရမယ်နော်။ ငါမကောင်းတဲ့စိတ်ထားလို့တော့မရဘူး။ဒါခိုင်ခိုင်မာမာဘုံဘုံတို့မှာဒီဆုံးဖြတ်ချက်ရှိကိုရှိနေရမယ်။ငါကောင်းတဲ့စိတ်ထားမှဖြစ်မယ်။ငါဘဝရဲ့ချမ်းသာခြင်းဆင်းရဲခြင်းကငါစိတ်ထားပေါ်မှာမူတည်နေတာဆိုတာဘုံတို့ပိုင်ပိုင်နိုင်နိုင်ဘာလို့ရမှာတို့နားလေထားမယ်။အဲ့ဒီနားလေမှုမြင့်ရင်မြင်တယ်လို့ဘုံတို့အကုသိုလ်နေမယ်ကုသိုလ်များမယ်။ရပြီအဲ့ဒါအောင်မြင်မှုရတော့တာပဲ။ဟုတ်လား။အဆင်းဆင်းသွားမယ်နော်။နောက်ဆုံးဘယ်ထိဘုံတို့အောင်မြင်မှုရအောင်လုပ်မလို့။တစ္ဆာလေးပါးကိုတိတဲ့အဆင့်ထိရအောင်လုပ်ပြီးတော့နောက်ဆုံး ဘဝရဲ့ပေါ်မှာအောင်မြင်သွားတဲ့သဘောအဲ့ဒါကပါလေအမြင်ဆုံးပြောရရင်ကိလေသာတွေအကုန်လုံးကုန်သွားအောင်လှုပ်လိုက်တယ်အဲ့ဒါသစ္စာ၄ပါးကိုနော်၄ချိန်၄မဲ့၄ဖို့ဟုတ်လားမညံ၄ပါးနဲ့တည်တယ်နောက်ဆုံးအရတ္တမညံနဲ့သစ္စာ၄ပါးကိုတည်လိုက်ပြီဆိုတော့မဖြစ်သွားတော့ကိလေသာတွေအကုန်လုံးသိပေးရပြန်လဲမရှင်းသန်းတော့ခြင်းဖြင့်ပြန်လဲမရှင်းသန်းနိုင်တော့အောင်နော်လှုပ်လိုက်ခြင်းအဖြစ်တတ်လိုက်ခြင်းအဖြစ်တတ်လိုက်နိုင်တယ် အဲ့ဒီရရှိမှုအောင်မြင်မှုကအရင်ကြီးကြီးတယ်ဘယ်ထိသွားအောင်ဆိုဘာဘဝဒုက္ခမှာမဖြစ်တော့အဲ့ဒီကြာတော့မှအောင်မြင်မှုအစ်စ်ကိုရတာနော်ဖះဖြစ်တော့မြတ်စွာဘုရားဥရန်ကျူးတာလေဟုတ်လားအောင်မြင်မှုအစ်စ်ကိုရတာဖះဥရန်ကျူးတာကြားဥရမောလားအနေကဇာတိတန်တာရံတန်တာဝိတံအနိဗိတံကဟကာရကဝေတံတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒုက္ခဇာတိပုဏ္ဏပုဏ္ဏ ထက်ခါထက်ခါဘဝတွေဖြစ်ဖြစ်နေရခြင်းဟာဆင်းရဲတယ်တဲ့ဘာလို့ဒီဆင်းရဲတဲ့ဘဝတွေကထက်ထက်ဖြစ်နေရလဲလို့သူစဉ်းစားတာအကြောင်းတရားကိုရှာမတွေ့ဘူးမတွေ့သေးသမျှလည်းဘဝတွေကထက်ခါထက်ခါမကြီးမတွေ့နိုင်အောင်ဖြစ်နေရတယ်နောက်တော့အတိညာဉ်တူးကိုရတဲ့အခါမှာဒီဘဝဒုက္ခတွေဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းတရားကိုသူမြင်တယ်လောဘဟွန်းဒီကောင်ကြောင့်ဒုက္ခဖြစ်တယ်လို့သိတယ်သူကအဲ့ဒါသိတာနဲ့အဲ့ဒီလောဘကိုပယ်ပြီးသားဖြစ်တယ်သူကတကယ်သိတာဟုတ်သူတို့ကလောဘကြောင့်ဒုက္ခဖြစ်တယ်ဆိုတာ အပြောပဲပြောနေတာနားပဲထောင်နေတာတကယ်လောဘဒုက္ခကိုဖန်တီးတယ်လို့ထဲထဲဝင်ဝင်ဘုန်းဘုန်းတို့ကမသိသေးဘူးသိမယ်ဆိုရင်အဲ့ဒီလောဘပဲရှိမှာတော့သဘောပေါက်လားဘုန်းဘုန်းပြောတာကိုအဲ့ဒီမှာမြတ်စွာဘုရားကဥဒန်းကျူးလာနော်လောဘကြောင့်ဒုက္ခဖြစ်တယ်ဆိုတာကိုလည်းငါသိလိုက်တဲ့အခါကျတော့လောဘဟာဒီဒုက္ခခန္ဓာအိမ်ကိုဆက်ပြီးတော့မတီးဆောင်နိုင်တော့ဘူးဒါကြောင့်ဒီဒုက္ခဘုံကြီးကိုငါအကုန်ဖြိုဖျက်ပစ်လိုက်ပြီဒုက္ခအိမ်ကြီးကိုငါဖြိုဖျက်ပစ်လိုက်ပြီငါမှဘာမှမကောင်းတာတွေဆင်းရဲတာတွေ မရှိတော့ဘူးငါအောင်မြင်မှုအစ်စ်ကိုရပြီလို့အဲ့ဒီကြမှာကြွေးကြော်ဟုတ်လားဒါဘုံမတို့အခုလော်ဂီလို့နော်စီဝါရေးလို့လို့စီဝါရေးရတယ်ဆိုလဲဒါအောင်မြင်တယ်ပြောရတာပေါ့နော်စီဝါရေးနေပဲမှာဟာဒီလိုကအောင်မြင်တယ်မပညာရေးမှာဘွေတွေပါလေအများကြီးရဆိုဩပညာရေးမှာအောင်မြင်တဲ့လူပြောကြတာရှိတယ်နော်မဟုတ်ဘူးဘုံဘုံကဆိုလိုတာမဟုတ်ဘူးဒီအောင်မြင်မှုတွေကအမြဲထာဝရရရှိနေတဲ့အောင်မြင်မှုတွေမဟုတ်ဘူးအခက်မသိရင်မသေးခင်မှာတောင်ဖြစ်သွားနိုင်တယ်ဟုတ်လား သေးကြတာကတော့သေးပြီဆိုတာနဲ့ဒီရရှိထားတဲ့အောင်မြင်မှုတွေဟာတခန့်ရက်သွားပြန်ရောပြီးသွားတစ်ကနေပြန်ပြီးတော့စရပြန်အောင်မယ်ဟုတ်လားဒါကြောင့်လောကီရရှိတဲ့အောင်မြင်မှုတွေဟာအမြဲတမ်းကြာရှုံးသွားနိုင်တဲ့အန္တရာယ်ရှိတယ်ဟုတ်လားပြန်လဲမကြာရှုံးနိုင်သောအောင်မြင်မှုဆိုတာမဉဏ်ပူဉဏ်ရတဲ့အနေအထားကိုရည်ရွယ်တာ